ားလုံးပဲမင်္ဂလာပါဒီနေ့ချစ်တော်လေးတို့ကပေါ့နော်အိမ်မှာမဝင်းကားချက်စားမယ်စိုင်းနေမှာဝယ်စားရတာအဆင်မပြေတော့ကိုဘသားကိုပဲဆမ်းပြီးတော့ချက်ကြည့်မယ်ပေါ့နော် မောင်ငင်းကားကိုကိုပတာကိုချက်ပြတယ်ဆိုပြီးတော့ပေါ့နော်ချစ်တော်လေးတို့ထင်တော့မကြည့်ပါနဲ့ချစ်တော်လေးတို့လည်းမချက်တတ်ပါဘူးဘာလို့လဲဆိုတော့ဒီ ready made အိုးဘုတ်ဘူးလေးကိုဝယ်လိုက်တယ်ပေါ့နော်ဝယ်ပြီးတော့ငားလေးနည်းနည်းထပ်ထည့်လိုက်တယ်ပြီးတော့ကြက်သွုံအနီလေးပါလေးထပ်ထည့်တယ်ငပြုံးလေးထပ်ထည့်လိုက်တယ်အဲ့ခါမှာတော့အရန်ကိုစားကောင်းတဲ့မောင်ငင်းကားလေးတပွဲဖြစ်လာတာပေါ့နော်ရင်နွေးချမ်းလေးလည်းပြင်မယ်ဘာဖြစ်လို့လဲဆိုတော့မောင်ငင်းကားစားလို့ရှိရင်ချစ်တော်လေးတို့ကချင်ခံဆက်စားရတာကိုကြိုက်တယ်လေအဲ့ခါကျတော့အရန်ဆက်လာတဲ့ခါမှာရင်နွေးချမ်းပုတ်ဘူးလေးကိုတောက်လိုက်တဲ့အခါအရန်ကိုထိမိခွေဖြစ်တယ်ပေါ့နော် တာလည်းပြီးရဟင်းဟင်းကြီးတာနှစ်ပိတ်တာတော့ပေါ့။နေရနော်မြုပ်သီးမုတ်ကအများများဟင်းရည်ကနည်းနည်း၆၆ကလေးမုတ်ငါအတုတ်သဘောမျိုးစားနော်။မိုက်နေရော။အလိုမျိုးလက်နဲ့စားမှအားရ။ဟုတ် မလေးဟဲ့နင်းနေနေတော့ကြည့်ပြီးငါတေးတောင်ကြာလိုက်ဟွန်းအဲ့နော်ကောင်းအော်နေမဲမကောင်းလို့နေစားနေကောင်းနေရပဲနေအလုံးနဲ့ထိနေတာမကောင်းတာကျန်တဲ့ချိန်ဆိုအကုန်ကောင်းစားစားနေရင်ပိုကောင်း 麻烦，我被耳机了。ချစ်တော်လေးတို့လို့မောင်းငါကိုဒီကိုယ့်ရဲ့ ရိုးရအတိုင်းမချက်တတ်ဘူးပေါ့နော်မချက်လည်းမချက်တတ်ဘူးအချက်ဖို့လည်းအချိန်မရှိရသေးဘူးဆိုလို့ရှိရင်ဒီလိုမျိုး ready made ဘူးလေးတွေကိုဝယ်ဝယ်ပြီးတော့ရေလွေးစုစုလေးမှာလိုအပ်တဲ့ဒီမဝင်းကားအနှစ်ကလေးတွေထည့်မယ်ပြီးရင်လိုအပ်တဲ့ငားလေးတွေထည့်မယ်ဘဲဥတွေထပ်ထည့်မယ်ဆိုလို့ရှိရင်မဝင်းကားစိုက်မစားတယ်လို့မျိုးအရန်စားကောင်းတယ်ပေါ့နော်ပြီးတော့ဈေးလည်းတက်တာတယ်ဒီအိုးဖို့မဝင်းကားတဘူးဆိုလို့ရှိရင်ချက်တော်လေးတို့နှစ်ယောက်ချက်လိုက်တာအလုံးပေါင်းငားကားလောက်စားလို့ရတယ်ပေါ့နော်အဲအဲ့တော့ချက်တော်လေးတို့လိုမျိုးလိုက်ချက်ပြီးတော့စားကြည့်ကြပါဦး